အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကိုဒီနေ့ညမှာရှင်းပြကစားမယ်ကျွန်တော်ဒီ Premier League ပွဲစဉ်လေးတွေရဲ့အဲပွဲချုပ်သုံးချက်လေးနဲ့ရွေးချယ်မှုလေးပေါ့နော်အဲလေးကျွန်တော်ပြောပြပြန်ဖြစ်ပါတယ်ပထမဆုံးပွဲကတော့ကျွန်တော်တို့ဒီအခုညမှာရှင်းပြကစားမယ်၈နိုင်ပွဲမှာရှင်းပြကစားမယ် Brentford နဲ့ Brighton တို့ရဲ့ပွဲစဉ်ဒီပွဲစဉ်တော့နှစ်သိန်းလောက်တော့လက်ရှိအနေထားတော့နှစ်သိန်းလောက်ရက်လက်ပိုင်းတော်တော်လေးစိုးနေတာတွေ့ရတယ် Brentford ကလည်း Ancient Brentford လည်းနောက်ဆုံး၅ပွဲမှာပွဲပဲနိုင်တယ်ဘုံမောင်းနှစ်ခုတခုနဲ့နိုင်ပြီးတော့ကျန်တဲ့၄ပွဲမှာတို့က၂ပွဲတည်၂ပွဲရှုံးတော့ရှုံးတော့၂ပွဲကတော့ကျွန်တော်ဒီ Villa တို့ Castle တို့တေးကြထားတာတော့ကျွန်တော်ဒီ ချက်ဆီနဲ့အာဆင်နယ်ကိုတေးကြတာဆိုတော့အသင်းကြီးတွေနဲ့ကတော့တော်ချောက်တွေ့ထားပြီးတော့ဘုံမောက်ကိုပဲနိုင်လာတယ်။ဂျန်နဲ့ဗီလာတို့ဂျော်နီနျူကာဆယ်တို့ကစားခတ်တဲ့ဂျော်နီအသင်းတွေကိုရှုံးထားတယ်။ပြီးတော့အသင်းကြီးတွေဖြစ်တဲ့အာဆင်နယ်နဲ့ချက်ဆီကိုတေးကြတာတွေ့ရတယ်။ဒါပေမဲ့ဘရန်ဖို့ရဲ့လက်ရှိခြေစမ်းမရအောင်နောက်ဆုံး၅ပုံမှာတပွဲတည်းနိုင်လာရဆိုပေမဲ့လည်းအသင်းကြီးတွေထဲတွေ့ဆုံမှုမှာသူရက်လက်မကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့အရန်ရထူးဆန်းနေနေထားမှုတစ်ဖက်က Brighton ကြတော့ဒီအခုနောက်ဆုံးကစားခဲ့တဲ့ Leicester နဲ့ပွဲမှာပါဂျော်နီတစ်ဖက်နဲ့90စီတေးကြထားရပြ။ Leicester အမ်တိုင်ငယ်မှာဂျော်နီ တော်တော်များများကိုကိုပေါက်ပြောင်းနေတဲ့အတင်ဒါ Brentford ဟာ sorry Brighton နဲ့ပြန်တွေ့ရခြင်းမှာနှစ်ဂိုးထိပြန်ပြီးရရှိအောင်ဆွဆောင်ထားနိုင်ခဲ့တယ်။ဝေးဝင်းလည်းဖြစ်နေတဲ့အချိန်မှာတော့ပြန်ပြီးတော့တေရလက်အောင်ကစားနိုင်တယ်။တေရလက်ရရှိအောင်ကစားနိုင်ငယ်ဆိုတဲ့အနေထား Brighton လက်ရှိအနေထားမှာတော်တော်လေးခြေစွမ်းမင်းရကြဆင်းနေအောင်ပြန်ပြီးတွေ့ရတယ်။နောက်ဆုံး၅ပွဲမှာလည်း၃ပွဲတည်2ပွဲရှုံးထားရဆိုတဲ့အနေထားတော့မလွယ်ဘူးဗျ။ဒါပေမဲ့ပြန်ပြီးတော့ကြည့်ရမယ်ဆိုရင်တော့လက်ရှိနှစ်သိန်းလုံးရဲ့လက်ရှိအနေထားရတော့မပေးစရာရက်တိမှုမှာတော့နှစ်သိန်းလုံးကတိတ်ပြီးတော့ကွာချမှုတော့မရှိဘူး။ လက်ရှိခြေစမ်းပိုင်းရလည်းသင်တော့ကွာချမှုမရှိဘူး Brighton ကအဆင့်30 Brentford ကအဆင့်17နှစ်သင်းများကွာဟချက်က9မှတ်တော့ရှိနေတယ်အဲ့တော့ Brentford ကတော့အရင်ကြီးတော့ဘာမှမျောလင်းလို့မရတော့ဘူး Brighton ကတော့ကျွန်တော်တို့ဥရောပဝင်ခွင့်တော့မျောလင်းချက်လေးအနည်းငယ်လေးတော့ရှိတယ်ဒါပေမဲ့လက်ကျန်6ပွဲမှာ6မှတ်ထိကွာနေတဲ့အနေအထားထိပ်ပိုင်းကကျွန်တော်ဒီ Man City တို့ Chelsea တို့ Aston Villa တို့တောက်လျှောက်အမားမဖြစ်မယ်ဆိုတဲ့အနေအထားမှာတော့ Chelsea တို့ကျွန်တော်ဒီ Man City တို့ Aston Villa တို့မားဖို့ကလည်းတိတ်တော့မလွယ်တော့ဘူး Villa နဲ့ Man City ဆိုရင်လည်းကျွန်တော်တို့ဒီ ချန်ပီယံလိတွေပါတယ်နော်ဥရောပပြိုင်ပွဲလေးဝင်ကစားခွင့်မရှိတော့ဘူးမကစားတော့ဆိုရင်အနေထားမှာတော့သူထိပ်ပန်းအောင်ထက်တက်ပုတ်တက်ဆိုင်တော့နှစ်သိန်းလောက်ကလက်ရှိနေထားမှာတော့ဥရောပဝင်ခွင့်နဲ့ဆိုင်ရင်တော့ယာတီကုန်တဲ့ခါကျရင် MLB လောက်ရအောင်စုဆောင်အောင်လို့ဆိုရင်ညာလေးပါလေမူတီဝါပြီးလက်ရှိခြေစမ်းမ်းရတော့ကျော်လီ Brentford ရော Brighton တော့နှစ်သိန်းလောက်အရင်ကတော့အားရစရာမရှိတဲ့အနေထားမှာ ကျွန်တော်တို့အင်ရှင်ဖြစ်တဲ့ Brandfor လေးကိုနည်းနည်းလေးပို့ပြီးတော့ကြာနေတက်မိတယ်။ပြီးတော့ Brighton လက်ရှိခန်းစစ်ပိုင်းအရာကို Brandfor ရဲ့တိုက်စစ်ပိုင်းအရာကိုတွင်ကိုလေးလည်းမြန်မာစာတွေ့ရမယ်ပုံစံတွေပို့လို့ကျွန်တော်ထင်မိတယ်ဗျာ။အဲ့ဒီပွဲစဉ်ကကျွန်တော်တို့အင်ရှင် Brandfor နဲ့ကျွန်တော်တို့တွင်ကိုအများကိုကြာနေတက်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ဒီနောက်ထပ်တစ်ပွဲသွားမယ်ဗျာနော်။ နောက်တစ်ပွဲကတော့ Crystal Palace နဲ့ Bournemouth နဲ့ Crystal Palace နဲ့ Bournemouth ကလည်းတီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်နေမယ်ဗျ။ဟောလက်ရှိအနေထားအရ Palace နဲ့ Bournemouth က Palace ကတော့ခြေစမ်းနဲ့နဲ့လေးပို့ပြီးတော့တည်ငြိမ်နေဆိုတဲ့အနေထားပြီးမယ်။ပြီးခဲ့တဲ့နောက်ဆုံးအဲကြားပွဲမှာပေါ့နော်ကျွန်တော်ဒီပွဲကြံမှာတော့ Newcastle ငါးခုပြည့်နဲ့ရှုံးသွားတဲ့အနေထားလေးကနည်းနည်းလေးတော့ခတ်တယ်အဲ့ဒီမတိုင်ခင်မှာလည်း Man City ကို၅ခု၂ခုနဲ့ရှုံးထားခဲ့တယ်အဲ့မတိုင်ခင်တော့ကျွန်တော်ဒီ Palace ကခြေစမ်းတော်တော်လေးတည်ငြိမ်မှုလည်းရှိခဲ့တယ်ဒါပေမဲ့နောက်ဆုံး၂ပွဲဆက်တိုက်မှာ၁၀ဂိုးထိပေးခဲ့ရတဲ့ Palace က ခံစည်ပိုင်းဆွမ်းဆောင်ရနေနေလေးကိုမေးမထုတ်စရာဖြစ်လာပြီတဖက်ကဘုံမောက်ကလည်းယာဒီအစပိုင်းနဲ့ယာဒီလေပိုင်းလောက်မှာတော်တော်လေးကိုခြေစွမ်းပိုင်းကကောင်းမွန်ခဲ့တယ်ဆိုမယ်လဲနောက်ပိုင်းအခုဒီယာဒီယာဒီနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းပိုင်းရုန်းကန်လာရတယ်နောက်ဆုံး၅ပွဲမှာကျွန်တော်တို့၃ပွဲစရိုက်ရှုံးပြီးတော့မှပြီးခဲ့တဲ့ဝက်ဆန်နဲ့ဖူဝန်တို့နဲ့ပွဲစဉ်မှာနိုင်ပွဲတစ်ပွဲနဲ့တေပွဲတစ်ပွဲပြန်ပြီးတော့ရရှိအောင်ဆွမ်းဆောင်ထားနိုင်ခဲ့တယ်နှစ်သင်းလုံးရဲ့လက်ရှိအနေထားရတော့ဘုံမောက်နဲ့ကျွန်တော်တို့ပဲလီစ်နှစ်သင်းလုံးကလည်းကျွန်တော်တို့အမပေးစရာရဲ့အလဲလက်မှာပဲရည်တည်ထားတယ်ဘုံမောက်ကအဆင့်၈ပဲလီကအဆင့်၁၂နှစ်သင်းကကွာချက်၅မှတ်ရှိတယ် ဘုံမော့ကလည်းဒီယာဒီကွန်တဲ့ခါကျရင်ဗီလာတို့ချက်စီတို့မန်စီးတီးကိုကြော်ပြီးတော့ဥရောပကိုဝင်ရဖို့အတွက်ဆိုတော့နည်းနည်းလေးတော့ခက်ခဲသွားပြီခုနကကျွန်တော်ပြောခဲ့တဲ့ Brighton လိုပဲရက်မှတ်တွေက48မှတ်တွေပဲဒါပေမဲ့သူတို့ထိတ်ကကျွန်တော်ဒီဗီလာတို့ချက်စီတို့ ਨੇ ချောင်းမစီကွာထားတဲ့နေရာနေထားလေးမှာပိုးချင်းချက်ပွဲပါပဲကျွန်တော်နေဆိုရင်နေထားမှာတော့မိဖို့တော်တော်နည်းနည်းလေးခတ်သွားပြီအဲ့ဒါပြီးမှဗီလာလည်းကျွန်တော်ဒီချန်ပီယံလိဂ်ထွက်ခဲ့ရပြီဆိုတော့ပရီးမီယံလိဂ်ပဲအောင်ဆိုင်ရတော့မှာရဲ့ တစ်ဖက်က Chelsea ကလည်း Conference League မှာအရင်ကစားမတော်မများအသုံးပြုလို့ရပြီးတော့ Premier League တခုပဲပြင်ပြီးအအောင်ဆက်ပြီး Champions League ဝင်ဖို့လည်းကစားရမယ်ဆိုတဲ့အနေထားမှာတော့အမတ်တွေကတော့အရင်အဆုံးရှုံးခံမယ်လို့တော့ကျွန်တော်မထင်တော့ဘူးဗျအဲ့တော့ဒီပွဲစဉ်မှာလည်း Crystal Palace နဲ့ Bournemouth ကလည်းကျော်ဒီ MLB စီးရအထက်ဘက်ကိုထပ်ပြီးတော့အမတ် like ကပ်ဖို့တဲ့စာရာဒီကုန်တဲ့ခါကျရင်အမတ်တော်တော်များများပေါ့နော်ကျွန်တော်စူးစောင်းမိအောင်ကျွန်တော်ရမ်းမများများစူးစောင်းမိပြီးတော့ရာဒီတိန်းနဲ့ရာဒီတိန်းနဲ့ခါကျရင်အဆင့်နည်းနည်းလေးပေါ့နော်မြင့်မြင့်လေးမှရောင်းအောင်ရာဒီတိန်းနဲ့အောင်မျိုးစူးစမ်းမယ်အနေထားမှာတော့လက်ရှိအနေထားရတော့ Palace ကခြေစွမ်းပိုင်းရလဲကျွန်တော်ဒီ ပြီးခဲ့နောက်ဆုံးနှစ်ပွဲမှတိုင်ခင်အောင်ခြေစမ်းမတော်တော်လေးကောင်းခဲ့တယ်ဆိုပေမဲ့လည်းဒီပွဲစဉ်မှာတော့ကျွန်တော်ပြီးခဲ့နောက်ဆုံးနှစ်ပွဲကခန်းစီပိုင်းဆွမ်းဆောင်ရအောင်လည်းလေးရောကျွန်တော်တို့ပြန်ပြီးတော့တည်ထားဖို့ရှိတယ်တစ်ဖက်ကဘုံမောက်ကလည်းနောက်ဆုံးနှစ်ပွဲမှာပြန်ပြီးတော့တို့ရဲ့ရက်လက်ပိုင်းကိုတည်ငြိမ်အောင်ပြန်ဆွမ်းဆောင်ထားနိုင်ခဲ့တာဆိုဒီပွဲစဉ်မှာလည်းကျွန်တော်ကတော့အင်ရှင်ပဲလေးတဲ့စတိုင်တော့ကျွန်တော်ဒီအဝေးကွင်းမလာလို့ရှိမယ်ကလားမေးဘုံမောက်ကိုတော့ပို့ပြီးတော့ကျန်နေသမီတယ်တွင်းကိုလေးလည်းထပ်ပြီးတော့မြန်မဆာတွေ့ရမယ်ပုံစံကိုတော့ကျွန်တော်ထင်မိပါရဲ့ဗျအဲ့တော့ကျွန်တော်ဒီနောက်ထပ်တစ်ပွဲထပ်သွားမယ်ဗျနော် ီနေ့ညကကျွန်တော်ပရီးမီးယားလိဂ်က၈နိုင်ပွဲမှာကံမဲ့ပွဲ၄ပွဲလားမသိဘူးရှိရပြန်เนาะပြီးတော့၁၇နိုင်မှာတပွဲရှိနေမယ်ပြီးမနေ့ပြန်ကြရင်တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တွေရှိမယ်ဗျအဲနောက်ထပ်တပွဲကကျွန်တော်ဒီ Everton Man City ဗျ ဒီပွဲစဉ်ကတော့ကျွန်တော်တို့နည်းနည်းလေးပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်လက်ရှိ Man City ကအဲကျွန်တော် Champions League ဝင်ဝင်ရဖို့အတွက်ကိုအရေးကြီးနေတဲ့ချိန်တစ်ဖက်က Everton တော့တို့ကဘာမှတိတ်ပြီးတော့မျှော်လင့်ချက်ထားစရာမရှိတော့ဘူးတက်ဆင်းဆုံးကနေလည်းရုံလွတ်ပြီးတော့ယုံပြီးလို့လွတ်ပြီးသွားပြီအဲပြီးရင်ကျွန်တော်တို့ဒီအခုလက်ရှိအနေထားကလည်း MB ဆရာမှဆိုလည်းအလက်လက်မှာပဲရက်တည်နေတယ်အဲပြီးသူတို့ထိပ်ပိုင်းထိတက်ဖို့ဆိုတာလည်းမလွယ်သလိုမျိုးဘာညွန်လင်းချက်မှလည်းမရှိဘဲနဲ့အဆင့်73ပါပေါ့နော်အဲလက်ရှိနေထားတော့သူဒီရာဒီကုန်တဲ့ခါကျရင်အဆင့် 73ထက်အောက်မကျအောင်ねကျွန်တော်ဒီစနစ်71လောက်ကိုရဖို့တော့ဆိုတော့စနစ်နဲ့71က Brentford တို့ Crystal Palace တို့နဲ့ကရမကွာကြတော့9မိနစ်ရှိတယ်အဆင့်10 Brighton နဲ့ဆို10မိနစ်ရှိရဆိုတော့ Everton တော့အဆင့်10နဲ့အထက်ကိုတက်လာစရာမရှိဘူးအလုံးစုံရအဆင့်71စနစ်ဆိုရအနေထားမှာတော့ Everton ကတော့အိမ်ကွင်းအားသာချက်တစ်ခုတည်းနဲ့ပဲသူတို့လည်းကျွန်တော်တို့ Man City ကိုခံပြီးတော့ကံမဲ့အနေထားတစ်ဖက်က Man City ကလည်းကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒီအခုရာသီအစပိုင်းနဲ့ရာသီလယ်ပိုင်းလောက်မှာရုန်းကန်နေရတယ်သူတို့ရဲ့ရက်လက်ပိုင်းတွေအရာတော့ ဒီရာသီချန်ပီယံလိဝင်ရဖို့အတွက်တောင်ကျွန်တော်နောက်ဆုံးအဲအချိန်ထိတော်တော်လေးရုန်းကန်မှုရှိတယ်ဒီပွဲစဉ်မှာလည်းလွယ်ကူမှုပွဲစဉ်တွေတော့ဖြစ်လာနိုင်ပွဲမရှိဘူးအကဲနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ဂူပြက်နိုင်ပွဲတပွဲထက်စာရင်တော့ကပ်ပြီးနိုင်မယ်အခက်မသိရင်တေချောက်တော်နိုင်ပွဲစဉ်တွေတော့လည်းဖြစ်လာနိုင်တယ် Everton လက်ရှိခြေစားမှန်းရလည်းနောက်ဆုံး၅ပွဲမှာသူတို့ဒီ Liverpool တပွဲပဲရှုံးခဲ့တယ်ပြီးတော့ကျွန်တော်တို့ Northern Forest တို့လိုကစားခတ်တဲ့အသင်းဝူးကမှဝန်ဆုနဲ့နိုင်တယ် Arsenal အင်ကူမှတေချာတယ်ပြီးတော့ Wolves ဝက်ဆန်တို့ကိုတေချာထားတယ်အဲ့တော့ Everton အသင်းရဲ့လက်ရှိခြေစွမ်းပိုင်းဟာအကဲသူတို့မနိုင်ဘူးဆိုရင်တော့တေးဆိုတဲ့ရဲ့လောက်ထိဆွဲပြီးတော့ကန်နေတာတွေ့ရတယ်။တစ်ဖက်က Man City ကတော့နောက်ဆုံး၅ဘူးမှာသူဒီနှစ်ပွဲတည်ရေ၃ပွဲထိပြန်ပြီးနိုင်ခဲ့တယ်။ရလက်ပိုင်းကလည်းလည်းပြန်ပြီးတည်ငင်လာပြီ။ဒါပေမဲ့လည်းအရင်ကြီးတော့ကျွန်တော်တို့စိတ်ချလောက်ထိဒီ Man City ရဲ့ပုံမှန်ခြေစွမ်းလောက်ထိတော့မရောက်သေးဘူး။ပြီးတော့တိုက်စစ်ပိုင်းမှာဟာလန်မပါဝင်နိုင်တဲ့အချိန်မှာလည်း Marmoush ပဲအထောင်ထားပြီးစွန့်နေတဲ့အချိန်မှာကိုယ်လည်းဒီဘရိုင်းတို့ရဲ့အသွင်းကိုပြန်ပြီးတော့မိခိုနေတာတွေ့ရတယ်။ပြီးတော့လက်ရှိ Everton အသင်းရဲ့အိမ်ကွင်းဆွမ်းဆောင်နေတဲ့ Everton အသင်းရဲ့အိမ်ကွင်းအားတာချန်တဲ့အိမ်ကွင်းပိုင်းဆိုင်ရာကျွန်တော်ဒီ တောင့်တင်းမှုတွေရောဒီပွဲစဉ်မှာကျွန်တော်တို့ Everton ပို့ပြီးကြံ့နေတတ်မိတယ်မက်ဆီလီနိုင်ရင်တော့ကျွန်တော်တို့ကပ်ပြီးတော့နိုင်မဲ့အနေထားမှာအခက်မသိရင်တေချသွားနိုင်တဲ့အနေထားဆိုတော့ကျွန်တော် Everton နဲ့ Twin Goal တွေရောဒီပွဲစဉ်မှာအရင်အများကြီးတော့မြင်ရမယ်မထင်ဘူးဗျမက်ဆီလီရဲ့တိုက်စစ်ကပြီးခဲ့တဲ့ Crystal Palace နဲ့ပွဲစဉ်မှာ၅ခုထိ Twin ခဲ့တာမှတ်မိမဲ့လေ Everton ရဲ့ခန်းစစ်ကနောက်ဆုံး၅ပွဲစတိုင်မှာသူတို့ရဲ့ Twin Goal တွေပေးကိုတကိုးတာအများဆုံးဖြစ်ခဲ့တာဗျ၅ပွဲလုံးမှာပေါ့နော်အဲ့တော့လက်ရှိအနေထားကတော့ပြီးခဲ့တဲ့ Fortnite ပွဲမှာဆိုလည်းဂိုးမပေးရဘူး Arsenal တကိုးပေးရတယ်ကျွန်တော်တို့ Liverpool တကိုးပေးရတယ် Watson Wolves တို့တကိုးစီပဲပေးရတယ်ဆိုတဲ့အနေထားက Everton ရဲ့ခန်းစစ်ကိုတော့ ော်တို့ဒီမက်ဆီနီနဲ့တင်ကိုမင်းများဆက်သားတွဲနိုင်ဖို့ဆိုတော့ခက်ခဲမဲအဲ့တော့ Everton အတင်းလာမိနစ်60အပြည့်တောင်းခံနိုင်တေးတပွဲတပွဲတေးပွဲတပွဲကိုမျောလင်းလို့ရတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော် Everton နဲ့ကြိုက်တယ် Everton နဲ့ဂိုးနဲ့ပေါ့နော်ဂိုးအနည်းကိုလည်းကျွန်တော်ချက်နေတပါပဲဗျအဲ့တော့ဒီ၈နိုင်ပွဲမှာကဲမဲ့နောက်ဆုံးပွဲစဉ်တပွဲလေးတွားမယ် AB 7တန်ရပွဲလေးရှိမှာပေါ့နော်အဲ့တော့ပွဲစဉ်အားလုံးပေါင်း9ပွဲဒီနေ့ည Premier League ရဲ့9ပွဲလုံးကိုကျွန်တော်ချက်နေတဲ့ဟာလေးတွေခံမှန်းပြီးပြောပြပါမယ်ဗျာနော်ဒီနောက်ဆုံးပွဲကတော့ဟော၈နိုင်ပွဲနောက်ဆုံးပွဲပေါ့နော် Watson နဲ့ Southampton ဒီဘောတော့အတိတ်တော့အများကြီးစဉ်းစားနေမှာမလို့တော့ဘူးဗျ။စောက်တန်းကတော့တန်းဆင်းသွားပြီလေဖြစ်တယ်။ ဝဆန်းကလည်းကျွန်တော်တို့တန်းစင်းစုံတွေကတော်တော်လေးလွတ်လွတ်ကင်းကင်းမှရှိတယ်အဲ့တော့နှစ်သိန်းတော့တော့ဘာမှသိပ်ပြီးတော့မျောလင်းချက်မရှိတော့တဲ့အနေအထားပေါ့နော်မျောလင်းချက်မရှိတော့တဲ့အနေအထားမှာကျွန်တော်ဒီဘယ်နည်းကပို့ပြီးတော့အမတ်လိုချင်စိတ်ပြင်ပြမယ်ဘယ်နည်းကပို့ပြီးတော့နိုင်ချင်စိတ်ပြင်ပြမယ်ဆိုတဲ့စကားလေးတွေကပြောသွားလိမ့်မယ်အဲ့တော့တန်းစင်းထားတဲ့အသင်ကတော့စိတ်ပိုင်းဆိုင်ရာရတော့နိုင်ငယ်လေးပို့ပြီးတော့ထိတိုက်ထိကိုက်မှုရှိမှာတော့ပို့ပြီးတော့မှန်တယ်ပြီးတော့ဝဆန်းရဲ့အိမ်ကွင်းလေးဖြစ်နေတာရဲ့အကြောင်းတော့အရင်တော့ကျွန်တော်တို့ဒီပွဲစဉ်မှာဆော့တတန်နေနဲ့ဘာမှတော့မျောလင်းလို့ရမယ်ဆိုတဲ့အနေအထားမှာမရှိဘူးလို့တော့ကျွန်တော်ထင်မိတယ်ဗျ တော့ဒီပွဲဆိုကျွန်တော်ဝက်ဆန်းကြိုက်တယ်ပြီးတော့ဝက်ဆန်းရဲ့လက်ရှိခြေစမ်းပိုင်းရလဲနောက်ဆုံး၅ပွဲမှာ၅ပွဲလုံးမှာ နိုင်ပွဲမရှိဘူးလီဗာပူးကို2-1နဲ့ရှုံးတယ်ဘုံမောက်ကို2-2နဲ့တေကြတယ်ဝူးကို1-0နဲ့ရှုံးတယ် ် Everton သဘိုးစီတေးကြတယ်ပြီးတော့ Newcastle ဝန်ယူနေရှုံးနေအဲ့တော့သူတို့ကနိုင်ွယ်ပြန်ရဖို့တင်နေပြီနီးပြအစ်စ်ကျွန်တော် Grand Border လက်တက်မှာလည်းပြန်ပြီးတော့ရလက်ပိုင်းရကကျွန်တော်ဒီဆောင်းဆောင်ရတဲ့အရင်မတက်လာတဲ့အနေထားမှာဒီအိမ်ွယ်ပွဲစဉ်မှာတော့ရမပြစ်ပြန်ရယူဖို့အတွက်တော့တော်တော်လေးကိုကျွန်တော်လိုအပ်နေတဲ့အနေထားမှာတော့ဝဆန်းအနေနဲ့ဒီပွဲစဉ်မှာအနိုင်ရရှိသွားမယ်လို့ထင်နေအပြန်အလှန်တွင်းကိုတချို့လည်းကျွန်တော်မြင်ရမယ်လို့ထင်ပြီးတော့ဆောက်တဲ့အသင်းရဲ့ဘာမှမြင်နေကြညွန်လင်းစရာမရှိတဲ့ခြေစမ်းမိုင်းရတော့ဝဆန်းအကောင်တို့တုတ်မြင်နိုင်မှုတော့ခက်ခဲနေပါအောင်လိမ့်မယ်ဗျအဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်ဝဆန်းနိုင်မယ်နိုင်ခဲ့တဲ့အခါကျရင်လည်းကျွန်တော်တို့နှစ်ကူးပြလ ောက်တဲ့အထိနိုင်မို့တဖို့ဖော်ဆောင်သွားနိုင်တဲ့အနေထားလေးလည်းရှိလိမ့်မယ်။သူတို့ရဲ့တန်ဆင်းစုံကျွန်တော်တို့ဖြေအားကလည်းကျွန်တော်တို့ပြောမှဆိုရင်နောက်ဆုံး6ပွဲကျန်တဲ့အချိန်မှာ14မိနစ်ကိုဟနေပြီဆိုတဲ့အနေထားဝက်ဆမ်းမှာတော့အရင်ဖြေအားမရှိတော့ဘူး။ဒီပွဲစဉ်နိုင်လိုက်ရင်တေချာပေါ့ကျွန်တော်တန်ဆင်းစုံလွတ်ဖို့အတွက်96ရာခိုင်နှုန်းတေချာလောက်96ရာခိုင်နှုန်းလောက်ပေါ့နော်တေချာလောက်ဖြစ်သွားမယ်ဆိုတဲ့အနေထားကတော့ဝက်ဆမ်းအတွက်မလုံးဖြစ်နေတယ်။ တိတ်ချာနီးရတာတော့မလို့သေးဘူးဆိုပေမဲ့တန်းစုံတော်လေးတော်လေးလွတ်ဖို့များနေပါပြီ။အဲ့တော့ဖီကတော့ AI မရှိဘူး။ဒီဘွဲ9လိုင်းတွေတို့ကတိတ်ချာပါအောင်အဲကျွန်တော်တို့100%နီးပါအောင်နော်။လွတ်သွားမယ်။တန်းစုံတော်လေးလွတ်သွားမယ်ဆိုရင်နေထားဝက်ဆန်းကိုပို့ပြီးတော့ကျွန်တော်တို့ကျန်နေတဲ့မဲ့အချက်လေးတခုဖြစ်လာတယ်ဗျ။အဲ့ဒီဘွဲဒီမှာကျွန်တော်ဝက်ဆန်းကြိုက်တယ်။ပြီးတော့နောက်ထပ်တွင်းကိုအများလေးကိုလည်းကျွန်တော်ကြိုက်ပါလိမ့်ရ။အနောက်ဆုံးကျွန်တော်တို့7နိုင်ရီမှာကစားမယ်ရှင်မြန်မယ်ရှင်မြန်ကစားမယ်ပရီးမီးယားလီးဂ်နောက်ဆုံးပွဲစဉ်ပေါ့နော်ဒီစနေနေ့ညရဲ့အဲပွဲစဉ်လေးကျွန်တော်တို့တွားပါမယ်ဒီပွဲလေးကကျွန်တော်တို့ဗီလာနဲ့ကာဆယ်ပွဲကောင်းမယ် နှစ်သိန်းလောက်ကတော့ကျွန်တော် Champion League ဝင်ခွင့်ပြောင်းလဲကြတော့ဗောနော်နှစ်သိန်းတော့တက်ပိုးဝင်ရမယ် Aston Villa ရောဂျာယက်မှာကျွန်တော်ဒီ PSG နဲ့ Champion League ပွဲကောင်းနှွှဲထားရတယ် Newcastle ရဲ့ဂျာယက်မှာကျွန်တော်တို့ Crystal Palace နဲ့ Premier League ပွဲကြံကစားထားရတယ်အဲ့တော့နှစ်သိန်းကြားမှာတော့အရင်ကြီးတော့ကျွန်တော်ဒီပွဲပန်းတဲ့ဒါပါညာတော့တိတ်ပြီးတော့အဲတော့ထက်တော့လစ်စရာမလိုဘူးနှစ်သိန်းလုံးဂျာပွဲကစားထားရတယ်ဒါပေမဲ့ Aston Villa ကတော့ဒီအပတ်တွေမတိုင်ခင်အရှေ့အပတ်တွေနဲ့ကတောက်လျှောက်ဂျာပွဲတွေကန်နေရဆိုတော့သူတို့အသင်းရဲ့လူစင်းမှာတော့ပွဲပန်းတဲ့နယ်အနေငယ်လေးပို့ပြီးတော့ခံရမှုရှိလိမ့်မယ် ပြောလက်ရှိခြေစမ်းပိုင်းရလဲအက်ဆွန်ဗီလာကလည်းနောက်ဆုံး၅ဘူးမှာ PSG ကိုပထမအကြော့ရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲ3-1နဲ့ရှုံးခဲ့တာရှိတယ်။ဂျန်နဲ့၄ဘောလုံးနိုင်ထားတယ်။ PSG လို့အသင်းကောင်းတစ်သင်းကိုလည်းအိမ်ဝင်မှာ3-2နဲ့ပြန်နိုင်တယ်။ပြီးတော့ Southampton 3-0 Nottingham Forest ကို2-1 Brighton 2-0ဆိုတဲ့ရလဒ်တွေနဲ့တောက်လျှောက်နိုင်ထားတယ်။တစ်ဖက်က Newcastle လည်းအရင်ကတော့ကျွန်တော်တို့ short တော့လို့မရအောင်နောက်ဆုံး၅ဘွဲစတိုင်မှာတောက်လျှောက်နိုင်ထားတာတွေ့ရတယ်။နောက်ဆုံး၅ဘွဲစတိုင်မှာသို့ဒီ Liverpool ကိုလည်း2-2နဲ့နိုင်ခဲ့တယ်။အဲကျွန်တော်ဒီ Brentford ကိုလည်း2-2နဲ့နိုင်ခဲ့တယ်။ Leicester ကိုလည်း3-0 ယူနိုက်တက်ကို4-1ပြီးတော့ခရစ်တယ်ဘဲလေးကို5-0တောက်လျှောက်နိုင်ခဲ့တာဗျ။အဲဒါမှလည်းအဝေးကွင်းမှာအခုရှင်ပြန်ကစားရမယ်ဖီလာနဲ့ပွဲစဉ်မှာတော့အရင်လွယ်ကူပါမလားပြန်ပြီးတော့စဉ်းစားဖို့ရှိမယ်။ပြီးတော့ဖီလာကလည်းလက်ရှိကျွန်တော်တို့ချန်ပီယံလိရဲ့ထွက်ခွာကလေးရပြီဆိုသူတို့ရဲ့လက်ရှိနောက်ဆုံးမြုံလင်းချက်ကနောက်တစ်ရက်ဒီချန်ပီယံလိမှာထပ်ပြီးကန်ခဲ့ကန်ကျင်နေဆိုရင်ပေါ့နော်။ဒီအခုပွဲကိုအနိုင်ရလက်ရရှိအောင်ဒါမှမနိုင်ဘူးဆိုရင်တော့မရှုံးအောင်ဆိုတဲ့အနေထားလေးပြန်ပြီးတော့ပြန်ပြီးတော့ကစားရမယ်အနေထားလေးမှာရှိတာပဲ။ဘာလို့အဲဒီပွဲစဉ်မှာရှုံးနေခဲ့လဲဆိုရင်အမကွာဟာချက်ကပို့ပြီးတော့ ကြီးမားသွားနိုင်တယ်လက်ကျန်ပွဲတွေတိတ်မရှိတော့တဲ့အနေအထားမှာဒီပွဲစဉ်မှာအနည်းဆုံးတော့ဗီလာအနေနဲ့အိမ်ဝင်းမှာရမတ်ကတော့ရရှိအောင်ဆွမ်းဆောင်အောင်မယ်တစ်ဖက်ကနူးကတ်ဆရာလည်းမနိုင်ငယ်အောင်တေးရလက်ရရှိခဲ့တယ်ဆိုရင်သူတို့အတွက်ကချန်ပီယံလိဝင်ဝင်ဝင်ဖို့အတွက်ပေါ့နော်တော်တော်လေးကိုအခြေအနေကောင်းတယ်ဘာလို့ဒီရာဒီချန်ပီယံလိကပရီးမီယံလိက၅သိန်းထိဝင်မယ်ဆိုတဲ့အနေအထားကတော့ top fight ညောင်းနေရရှိတယ်။သူဒီအဆင့်6နေရာ Chelsea နဲ့၄မှတ်กว่าဟနေတယ် sorry ၅မှတ်กว่าဟနေတယ်။ Aston Villa နဲ့လည်း၅မှတ်กว่าဟနေတယ်။ဒီပွဲစဉ်မှာ Villa ကိုဒါမရှုံးခဲ့ဘူးဆိုရင်သူတို့ဒီရာသီကုန်တဲ့ခါကျရင် top fight ထဲမှာဝင်မှုအတွက် Newcastle တို့ကတော်တော်လေးကောင်းသွားမဲ့နေထိုင်မှာရှိရပြ။အဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော်တို့အပြင်လဲသွင်းကိုမြင်ရမဲ့ပွဲစဉ်တစ်ပွဲထပ်ပြီးတော့ဖြစ်လာနိုင်မွယ်ရှိတယ်။ပြီးတော့ကျွန်တော်တို့ဟိုဟာအနိုင်ရှုံးကတော့ကျွန်တော်တို့နည်းနည်းလေးရောရွေးရခတ်မယ်။တေချဖို့အတွက်ရာခိုင်နှုန်းများတဲ့ပွဲစဉ်တွေကိုဖြစ်မယ်ထင်ပြီးတော့ကျွန်တော်တို့အဲကျွန်တော်ဒီပြောမယ်ဆိုရင်တော့ ျွန်တော်တို့ဟို body ဆိုရင်တော့ဗောနော်ကျွန်တော်တို့အိမ်ကွင်းအဝေးကွင်းကျွန်တော်တို့နှစ်သိန်းကြိုက်တာရွေးလို့ရတယ်ဆိုတဲ့အနေအထားမှာကျွန်တော်ကတော့အိမ်ကွင်း Aston Villa တက်ဆိုင်ရင်တော့ Newcastle ရဲ့လက်ရှိခြေစွမ်းပိုင်းနဲ့ကျွန်တော်ကစားသမားအင်အားပိုင်းအင်ရပိုပတ်မှုတောင်တိတ်မခံရတဲ့အနေအထားမှာ Newcastle ကပိုပြီးကျန်နေတက်မိတယ်။ Twin goal တော့နည်းနည်းလေးကျွန်တော်တို့အပြန်လန် Twin goal တချို့ဗောနော်ကျွန်တော်တို့1 1 2 1ဆိုတဲ့ရလလောက်ထိဖြစ်နိုင်တဲ့အနေအထားမှာရှိပြောအခက်မဲ့သိရင်တူးတူးတွေပါကြာဝမ်းနိုင်တဲ့အနေအထားလည်းရှိရတယ်။အဲ့တော့ကျွန်တော်တို့ Twin goal ကတော့ကျွန်တော်တို့ PDDS ပေါ့နော်အကယ် wine spray တွေပါဆိုရင်ညီကိုဆိုရင် PD PDDS တွေပါတွေပို့ပြီးတော့အဆင်ပြေမဲ့အနေထိုင်လေးမှာရှိမဲ့ပုံစံပေါ်လို့ကျွန်တော်ထင်မိတယ်။ Newcastle နဲ့ကျွန်တော်တွင်ကိုများအောင်ကြိုက်ပါတယ်။အဲ့တော့ဒီနေ့အာဒီနေ့ညမှာရှိမဲ့ကစားမဲ့ Premier League ရဲ့ပွဲစဉ်၅ပွဲလုံးကျွန်တော်ရွေးချက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel သမှုလေးတွေပွဲအသုံးသက်ချက်လေးတွေနဲ့ကျွန်တော်ရဲ့ရွေးချက်မှုလေးတွေကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်။အားလုံးပဲကျေးဇူးများရှိတင်ပါဗျ။နောက်ထပ်နောက်ထပ် video လေးမှာလည်းထပ်ပြီးတော့တွေ့ဆုံအောင်မှာမို့လို့အဲ့တော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လုပ်ထားပါ။ like and share လေးလုပ်ပေးထားကြပါဦးဗျ။